ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ ကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်။အပိုင်းနှစ်ကိုကိုကိုဂတိတီချင်းကိုကိုကိုချစ်တဲ့သူကကိုချမှတ်ထားတဲ့အဆုံးဖြတ်ချက်တွေ ကိုကြီးမင်းထားတဲ့ပန်းနိုင်တွေကို မဖြစ်ဖြစ်အောင်ကြိုးစားဆောင်ရွက်တင်တယ်တဲ့သူတပါအပေါ်မှာပဲနှုတ်ကတိတွေမလုံဖို့ကျွန်တော်ကကိုကိုကိုတတိပေးစောင့်ထိန်ခဲ့တာကိုစိတ်ကို ပြန်ပေးမိတဲ့ကတိတွေမတီးဖြစ်ခဲ့တာကိုတော့တတိလည်းလုံးနဲ့နေထိုင်ပြီးဥပက္ခပြုထားမိခဲ့တယ်ဥပမာပြောရရင်ဒီလောက်ကုန်တဲ့အခါငါငါအတွက်တီရှပ်လေးတစ်ထည့်ဝယ်မယ် စတိုင်ပင်လေးတထည်တော့ဝယ်ပြအောင်ဝယ်မရမေစတဲ့ကိုရဲ့တကူရီသုံးအခြေခံလိုအပ်ချက်လေးတစ်ခုအတွက်ကိုကိုကိုတတိပေးရင်ပေးထားမိတဲ့ဂတိလေးကိုတော့မတည်နိုင်ခဲ့တဲ့အခိုက်အတန့်တွေများစွာရှိခဲ့ပါတယ်။နောက်ကုန်တဲ့အခါကို့အတွက်ကိုတီရှပ်ဝယ်မယ်စတိုင်ပင်ဝယ်မယ်လို့ဂတိတွေ ပေးထားရင်တကယ်လားကုန်တဲ့အခါအပေါင်းအသင်းတွေနဲ့တောက်လိုက်စားလိုက်လို့မဝယ်ဖြစ်လိုက်တာကို့ရီစာနဲ့မွေးနေ့ ဒါမှမဟုတ်အထိတ်အမှန်ဒီအတွက်လက်ဆောင်ဝယ်ပေးရမှာမို့မဝယ်ဖြစ်လိုက်တာကစတဲ့အကြောင်းပြချက်အမျိုးမျိုးကြောင့်ကို့အတွက်ကိုမလုပ်ဖြစ်လိုက်တဲ့အချိန်အခါတွေအများစွာကြုံရပါတယ်။တကယ်တော့ကို့အတွက်ကို တွေးမိလိုက်တဲ့အချိန်မှာ တခါတည်းတေချာပေါက်လုတ်ကိုလုတ်ရမယ်လို့စုံဖြတ်ချက်ချထားပြီးဖြစ်တင်တာပါ။နောက်ကုန်တဲ့အခါကို့လက်ထဲကိုပတ်စံရောက်လာပြီဆိုတာနဲ့ကို့အတွက်ကိုသုံးမယ်လို့ရည်မှန်းထားတဲ့ပမာဏကိုတီးတန့် ဖယ်ထုတ်ထားတင်တာပါအဲ့ဒါမှ ကိုယ့်အတွက်ကိုစောင့်ရဲဖြစ်မှာပါ ကိုယ့်အတွက်ကိုချိန်ရရောက်မှာပါကိုယ့်အတွက်ကို တွေးပြပြီးသားကိုယ်ကတိကိုတည်ဖို့လဲလိုအပ်ပါတယ်အဲ့ဒီလိုဒီကိုရေးစာကိစ္စအသေးမွှားလေးတွေမှာတော့ကိုယ့်အတွက်ကိုမလုပ်ပေးနိုင်ကိုယ်ကတိကိုမတည်နိုင်ကိုဘွားရဲ့ကြီးမားတဲ့ကဏ္ဍတွေဖြစ်တဲ့ဘဝတိုးတက်ရေးကြီးပွားရေး အောင်မြင်ရေးကဏ္ဍတွေမှာလည်းကိုကတိကိုတီပြီးကိုအတွက် ကိုဆောင်ရွက်ဖို့ဝင်းနေအောင်မှာပါပဲအတိလို့ကိုကိုကိုပြန်သုံးသပ်မိတဲ့အခါကျွန်တော်အခုဆိုရင်ကိုကတိကိုတီဖို့တက်နိုင်သမျှစူးစမ်းဖြစ်ပါတယ်ကိုဘွားအတွက်ကိုတိုင်မှမစီမံမခန့်ခွဲနိုင်ရင်ဘသူကမှကိုဘွားကိုလာစီမံခန့်ခွဲပေးမှာမဟုတ်တလို့အောင်မြင်မှုကိုလည်းရော့အင်းဆိုပြီးလာပေးမှာမှမဟုတ်တာသိကြပါတယ် နေ့စဉ်နေ့တိုင်းကိုကိုကိုပြိုင်ပြီးမနီကထက် ကိုကိုကိုပို့ချစ်ဖို့ကတိတည်ဖို့မမေ့မလျော့နှလုံးသွင်းရင်ကြိုးစားရှင်သန်ဖြစ်ပါတယ်။ကိုအားကိုကိုချင်းကျွန်တော်တို့ကများသောအားဖြင့်ကိုကိုကိုအားကိုဖို့မိနေတတ်ကြပါတယ်။အဖေအမေညီကိုမနှမဆရာသမားတငယ်ချင်းမိတ်ဆွေတွေမှအနာမရှိရင်အလုပ်လုပ်ဖို့အဆင်မပြေဘူးမဖြစ်နိုင်ဘူးလို့တော့ထင်တတ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအတွေ့တွေနဲ့နေထိုင်ဖို့ပါတယ်။ လောက်တစ်ခုကိုလောက်ကန်ရမှာသူတပားပါမှပြီးမြောက်မယ်အဆင်ပြေချုံးမွေမယ်လို့ထင်ပြီးသူတပားကိုစောင့်နေရခြင်းမှာပထမဆုံးဆုံရှုံရမှာကကိုယ့်ရဲ့အချိန်ပါပဲလူဆိုတာကလည်းကိုကိုကိုညီမယ်ဆိုရင်တော့သူ့ရဲ့ကိုရေးကိုတာကိစ္စတွေကိုအရင်လုပ်ပြီးမှသာကိုညီပေးနိုင်ကြမှာပါကျွန်တော်တို့ကိုအကူညီပေးဖို့တည်တံ့သူတို့အလုပ်တွေကိုပြစ်ထားခင်မှာတော့မဟုတ်ပါဘူး တခါတော့ကမုံတိုင်းတစ်ခုဖြစ်ပြီးအိမ်တွေနင်းမြုပ်တဲ့အထိရေတွေကြီးပါတယ်။လူတယောက်ကအိမ်ရဲ့ခေါင်းမိုးပေါ်ကနေကုညီမဲ့သူကိုစောင့်နေပါတယ်။ဘယ်သူကမှလာမကူညီတဲ့အခါအဲ့ဒီလူကဖျားသခင်လာခဲ့ရင်ကောင်းမှာပဲလို့တွေးတောနေမိပါတယ်။ခဏနေတော့သူ့အနီကိုတတုံကြီးတတုံမျောပါလာပါတယ်။အဲ့ဒီလူကတတုံးကြီးနာကိုကူသွားဖို့စဉ်းစားမိခဲ့ပေမဲ့ဘုရားသခင်က လာခဲ့မှာပဲလို့တွေးပြီးခေါင်းမိုးပေါ်မှာပဲဆက်နေခဲ့ပါတယ် တိတ်မကြခင်မှာပဲလေတစင်းမျောလာတာကို သူတွေ့ပါတယ်။အဲ့ဒီလူက လေစီကိုကုကတ်သွားပြီးလေနဲ့ရေလွရာကိုလှော်သွားဖို့စိတ်ကူးရပေမဲ့လေဘုရားသခင်ကလာခဲ့မှာပဲလို့တွေ့ပြီးဆက်နေနေပြန်ပါတယ်။အဲ့ဒီလူနဲ့ရေတွေကသူ့ရဲ့ခေါင်းမိုးပေါ်အထိ မြင့်တက်လာပြီးအဲ့ဒီလူလည်းရေနဲ့တည်သွားပါတယ်။သူတည်သွားပြီးတော့သူ့ရဲ့ဝိညာဉ်ကဘုရားသခင်နဲ့တွေ့ပါတယ်။တွေ့တွေ့ချင်းမှာပဲသူက သူ့ကိုလာမကယ်လို့ဘုရားသခင်ကိုအပြစ်တင်ပါတယ်။ဒီတော့ဘုရားသခင်ကသူ့ကိုတစ်တုံတရုံနဲ့လက်တဆင်းပို့လိုက်တဲ့အကြောင်းပြောပြလိုက်ပါတယ်တဲ့။ကျွန်တော်တို့ဘုရားမှာပုံမြင်တဲ့ကလူလို့ကိုယ့်ကိုလာကူညီပေးမဲ့လူကိုပဲမျှော်ကိုပြီးကိုယ့်ဟာကိုကိုဖို့မကြိုးစားပဲကိုရှိကိုရောက်လာတဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးခံခဲ့တဲ့အဖြစ်တွေများစွာရှိခဲ့ပါတယ်။ ဒါကကိုကိုကိုယုံကြည်မှုမရှိတာလည်းဖြစ်နိုင်တယ်လို့ကိုယ်အစွမ်းအစာကိုထုံမတုံးချင်တာလည်းဖြစ်နိုင်ပါတယ်။တကယ်တော့သူတစ်ပါးကကိုယ်အတွက်အမြဲနဲ့အသင့်ရှိနေမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့အာကိုအာထာအပြုခံရဖို့ဝေဖွာလာတာလည်းမဟုတ်ပါဘူး။ကိုယ့်အတွက်အာကိုအာထာပြုစရာက ကိုကိုယ်တိုင်ပဲအမြဲအသင့်ရှိနေရမှာပါ။ကိုယ့်အတွက် ကိုမမလုပ်ရင်ဘယ်သူကမှအမြဲတမ်းလာလုပ်ပေးမနေပါဘူး။ မိဘကတော့နေမလျှောက်တက်ခင်ကပဲဖွေချစ်ခဲ့တာပါနေလျှောက်တက်တဲ့အခါကိုအားကိုကိုပြီးလျှောက်ကြရတာပါ ကို့အခက်ခဲတွေအတွက်ကို့ကိုကိုယုံကြည်မှုနဲ့ကို့ကိုကိုအားကိုပြီးကြိုင်တွေ့ဖြစ်ရှင်ခြင်းကအချိန်ကုန်လဲတက်တာစေတယ်လို့အလုပ်လဲတွင်ပါတယ်ကို့ကိုကိုယုံကြည်မှုလဲတိုးလာပါတယ်ဘဝကိုတယောက်တည်းဖြတ်သန်းရရင်တော့ခြေလမ်းတိုင်းကလွတ်လပ်ပေါက်ပါပါတယ်ဒါကြောင့်ကိုကိုကိုအကူပြီးပဲ ဘဝနည်းရတွေကိုအကောင်းမဆုံးဖြစ်အောင်ဖျက်သိမ်းသွားစေချင်ပါတယ်။ကိုဖြစ်တည်မှုကိုပုံစံလူတွေကိုကိုသဘောကျတယ်ဆိုတာကသူတို့သတ်မှတ်ထားတဲ့စံသတ်မှတ်ချက်တွေကိုမှရှိနေလို့ပါ။ကိုစီမှာအဲ့ဒီသတ်မှတ်ချက်တွေ မရှိတော့ရင် သူတို့ကိုကိုသဘောကျတော့မှာမဟုတ်ပါဘူး။တကယ်တော့လူတွေသဘောကြအောင်ဒုက္ခတကနေခဲ့တာမဟုတ်တလို့သဘောမကြအောင်လေတမင်ဤပြခဲ့တာမဟုတ်ပါဘူး သူတို့ရဲ့ကိုယ်ပိုင်ဆိုင်သတ်မှတ်ချက်တွေနဲ့ကြည့်ပြီးသူတို့ဘာသာပဲလူတော်လို့တစိုက်ကက်သူတို့ဘာသာပဲလူညံ့လို့ပြန်သတ်မှတ်လိုက်ကြတာပါအဲ့ဒီလိုကိုယ်အပေါ်လူတွေရဲ့ကောင်းခြင်းဆိုခြင်းသတ်မှတ်ချက်တွေအပေါ်လိုက်ခံစားဖို့ပါတယ်တော်လိုက်တာလို့ချီးကျူးကြတော့ကတာယာမိတယ်လို့အတုံးမကြတဲ့ကောင်လို့လာဝေဖန်တော့လေဟူလိုက်တယ်လိုက် ဝင်နေအောင်အထိလိုက်ခံစားဖို့ပါတယ် အဲ့ဒီကနေလူတွေကြိုက်အောင်ဇွတ်တော်ပြရင်ဇွတ်ထက်မြက်ပြရင်ဇွတ်နေပြရင်ကိုကိုကိုပျောက်ဆုံးခံလိုက်ရဖူးပါတယ်လူတွေရဲ့အလိုအတိုင်းသူတို့ရဲ့တမတ်ချက်တွေအပေါ်မှာလိုက်ပါစီမျောရင်တခုခုလုံးမဲ့ချန်တိုင်းလူတွေကအပေါ်ဘလို့မြင်မလဲဘလို့ထင်ကြမလဲဆိုတဲ့အတွေ့ကရှိတော်ပြေဖြစ်လာတဲ့အထိသူတို့စိတ်နဲ့ကိုယ်ခန္ဓာကိုဖြစ်လာရပါတယ်တဖြည်းဖြည်းနဲ့ကိုကိုကိုပျောက်ဆုံးနေကြောင်းပြန်တတိထားမိတဲ့အခါ အချိန်တော်ယူပြီးပြန်ပြုပြင်ရပါတယ်ကိုဖြစ်တည်မှုအစစ်နဲ့ကိုနေဖို့လူတွေရဲ့အမြင်ကိုလိုရာထက်ပိုပြီးဦးထိပ်ပန်စင်မထားဖို့ကိုအတွက်ကိုလည်းပြန်တွေးပြဖို့ကိုစဉ်းစားစဉ်းကျင်ညက်အစစ်မှန်နဲ့ပဲအမှားမှန်အကောင်အဆိုးကိုဝေဖန်ပိုင်းခြားနိုင်ဖို့ပြန်လေ့ကျင့်ယူခဲ့ရပါတယ်ကိုပုံစံအစစ်မှန်သာကိုဖြစ်တည်မှုပါကိုဖြစ်တည်မှုကသာကိုပေါ်ကအစစ်မှန်ပါကိုဖြစ်တည်မှုစစ်စစ် ကိုယ်ပုံစံစစ်စစ်ကိုအရှိအတိုင်းလက်ခံပေးနိုင်တဲ့လူတွေကိုပဲမျှော်လင့်မိပါတယ်။သူတစ်ပါးကတစိုက်ကမှုကြောင့်လိုင်းလုတ်ပြရတဲ့ကိုမဟုတ်တော့တဲ့ပုံစံအတုဖြစ်တည်မှုအတုတွေနဲ့မရှင်းတန်ကျင်တော့ပါဘူး။ငါစစ်စစ်ကိုပဲရှင်းတန်စီပါတော့တယ်။မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့သင်ကောင်းရင်ကျွန်ုပ်မစိုးပါနဲ့။နေရတော်များများမှတွေ့ရလေရှိတဲ့စာသားလေး ။ငယ်တုန်းကတော့ဒီအဆိုကိုလက်ခံသဘောကျခဲ့တာပါပဲ။တစ်ဖက်လူကမကောင်းရင်ကိုယ့်အပေါ်လာဆိုးပြရင်ထပ်တူပြန်ဆိုးပြမယ်။ကိုယ့်ကိုရန်လာဆိုင်ရင်ပြန်တုံ့ပြန်မယ်ဆိုတဲ့သဘောတည်းရောက်နေတော့စေကျော်တက်ဘဝမိုက်သွေးကျွနေစဉ်ကတော့လက်ခံခဲ့မိပါတယ်။အရွယ်တစ်ခုရောက်လာတဲ့အခါဒီဆိုကမဟုတ်သေးပါဘူးလို့စတွေးမိလာတယ်။ညလာစတဲ့သူတိုင်းကို သူ့ပုံစံအတိုင်းပြန်တုံ့ပြန်နေစရာမလိုဘူးလို့သိလာတယ်။ ခွေယူနဲ့ခွေကောင်းဖက်ကင်ပြီးရင်ခွေကောင်းပါခွေယူဖြစ်တတ်တယ်ဆိုတော့မိပပိုးဝါတွေရဲ့အစုံမကိုသဘောပေါက်လာတယ်။ကိုကခွေယူမဖြစ်ချင်တော့တစ်ဖက်လူဆိုတိုင်းပြန်ဆိုးနေလို့မဖြစ်တော့ဘူး။သူကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီကိုကတော့ကောင်းမြဲအတိုင်းဆက်ကောင်းနေရမှာပဲ။တခါတော့ငါမြေခွေးတကောင်ကချင်းတိတ်ကိုစင်ခေါ်တယ်။တတိရှင်မင်းနဲ့ကခွန်အားပေးသူသားလဲပြန်ရေးလာတဲ့ ချင်းသေးကမိကိုရဲ့စိန်ခေါ်မှုကိုဘာမှမတုံ့ပြန်ပဲစိတ်စိတ်နေလိုက်တယ်။သူ့ရဲ့စိန်ခေါ်မှုကိုမတုံ့ပြန်တဲ့ချင်းသေးကိုမိကိုကလောင်ပြောင်ပြီးငကြောက်ပဲလို့ပြောလိုက်တယ်။ဒီတော့ချင်းသေးကမင်းငါ့ကိုငကြောက်လို့ထင်တာကိုငါကယူမဆိုင်ပါဘူး။မင်းလိုနေကြတဲ့မိကိုမျိုးနဲ့ပြိုင်နေတဲ့ကောင်လို့ငါ့ကိုအများကအထင်သေးကြမှာကိုတော့ငါကြောက်တယ်လို့ပြန်ပြောလိုက်တယ်။ကျွန်တော်ကတော့နောက်ပိုင်းမှာကိုကိုပဲသူတွေကဘလို့ပဲလာပြီးစိုးပြနေပါစေ။ ကိုကိုဘယ်လိုပဲမကောင်းဆက်ဆံကြပါစီချင်းတေးရဲ့ထုံနှလုံးမူပြီးစိတ်စိတ်ပဲနေလိုက်ပါတယ်ဘယ်သူကောင်းတာမကောင်းတာကိုလိုက်ကယူဆိုင်မနေတော့ပဲကိုကောင်းဖို့ပဲဥတည်နေထိုင်ဖြစ်တော့ပါတယ်မင်္ဂလာတုတ်ထဲမှာအတ္တတမပဏိတိစဆိုတဲ့မိမိကိုကိုကောင်းအောင်နေထိုင်ခြင်းကမင်္ဂလာမြီကြောင့်ပါရှိတယ်လို့စာဆိုရှင်ရခိုင်သူမြတ်ရဲ့လောကတာရာပြုထဲမှာ ਨੇ ကောင်းမှုမြတ်တို့ကောင်းအောင်ကြွ၍ ကောင်းကျိုးကို၌တည်စေမင်းလို့လဲညွန်ထားပါတယ်။ဒါတွေကိုကျွန်တော်တို့ငယ်စဉ်ကတည်းကသင်ကြားခဲ့ရပြီးသားပါ။နောက်ပိုင်းစာပေနဲ့ပုံနှိစက်လာတဲ့အခါငယ်ငယ်တုန်းကစိတ်နေစိတ်ထားနဲ့ခံယူချက်တွေဟာပြောင်းလဲလာတယ်။သင်ကောင်းရင်ကျွန်ုပ်မစိုးပါဆိုတဲ့ဆောင်ဖို့အစားသင်ကောင်းသည်ဖြစ်စီ မကောင်းသည်ဖြစ်စီကျွန်တော်ကတော့စိုးမီမဟုတ်တော့ပါဆိုတဲ့ဆောင်ဖို့ကိုအစားထိုးခံယူထားပါတယ်။ သူတပားကိုဗဟုပြုပြီးမှကိုကိုကို ပြင်ဆင်နေထိုင်ခြင်းထက် မနေ့ကငါထက်ဒီနေ့ငါကပို့တော်ရမယ်ပို့ကောင်းရမယ်ပို့လိမ်မာရမယ်ပို့ပန်းနေရမယ်ပို့တည်ရမယ်ပို့တက်ရမယ်ဆိုတဲ့ကိုကိုကိုဗဟုပြုတဲ့ပြင်ဆင်နေထိုင်မှုတွေနဲ့ပဲဘဝကို ရှေ့ဆက်နေထိုင်ဖြစ်ပါတော့တယ်ကိုတန်ရာကိုရိုင်းကုတခါတော့ငါမြတ်တော်ကောင်ဟာ သူ့ပိုက်မှာတက်ကိုင်းနဲ့ချက်မီလို့ရလာတဲ့တန်ရာကိုတွေ့သည်မြောက်အဖော်တွေကိုလိုက်ပြတယ်။အဖော်ဖြစ်တဲ့မြောက်တွေကသူ့တန်ရာပြဖို့အတွက်ညီလန်းတွေပြောပြတယ်။ဒါပေမဲ့မြောက်ကသူ့တန်ရာကိုမကုပဲနောက်ထပ်တွေ့သည်မြတိရိစံတွေကိုလိုက်ပြနေတော့မယ်။နောက်ဆုံးတော့မြောက်ခမညာတန်ရာကနေပိုးဝင်ပြီးအသက်ဆုံးရှုံးသွားရတယ်။ဒီဖြစ်ပျက်ကိုမြောက်ဦးကြီးတကောင်ကမြောက်ငယ်တွေကိုသင်ကန်းစာယူဖို့ပြောပြတယ်။ တည်သွားတဲ့မြောက်ကသူ့ထံရသူကုဖို့မစင်စားပဲတခြားသူတွေရဲ့ခရုဆိုင်မှုစာနာမှုစိတ်ဝင်စားမှုတွေကိုပဲရရှိဖို့ကြိုးစားနေရလို့အသက်ဆုံးရှုံးရတာဖြစ်ကြောင်းမြောက်ဝကြီးကမြောက်ကလေးတွေကိုစုံပါတယ်ဒီပုံမြင်တဲ့ကလိုပဲကျွန်တော်လည်းစေကျော်တဲ့အရွယ်ငယ်စဉ်က ကိုယ့်ရဲ့ပြုံညံတဲ့စိတ်ကြောင့်ဖြစ်တဲ့အနာတရားတွေတရားတွေကိုတက်တန်ရဖို့အာမထုတ်ဖြစ်ခဲ့ပဲခင်မင်တဲ့လူတိုင်းကိုကိုယ်ဘယ်လိုကြုံတွေ့ခဲ့ရကြောင်း ခံစားခဲ့ရကြောင်းသူတို့ရဲ့ဂယုနာတက်မှု စာနာပေးမှု ကိုယ့်အပေါ်ဂယုဆိုင်မှုတို့ကိုလူချင်းုံတက်တဲ့နဲ့တကူတကလိုက်ပြောပြခဲ့ဘူးတယ်ခေစကားနဲ့ပြောရင် attention လိုချင်တယ်လို့ခေါ်ရမလားပဲအဲ့ဒီရွယ်တုန်းကကျွန်တော်တွေကကိုတန်ရတွေကိုခံစားချက်တွေကိုတစုံတစ်ယောက်ကို ဖွင့်ဟပြောပြလိုက်ရင်တက်တာရရသွားမှာပဲလို့တွေးထင်ခဲ့မိတယ်။တကယ်တော့အဲ့ဒီတွေကကျွန်တော်ထင်တယ်လို့ လုံးဝအောက်တော့မှတ်နေတာမျိုးမဟုတ်တာကိုအချိန်တစ်ခုကြာတဲ့အခါကျွန်တော်သိရှိလာခဲ့ရတယ်။ကိုတရားတွေကိုအနာတရားတွေကိုစိတ်ခံစားချက်တွေကိုလူတိုင်းကိုလိုက်ပြောပြနေရတာကကျွန်တော်ရဲ့မရင်ကျက်မှုဆိုတာကို သိလာတယ်။ကိုပေါန့်ကိုလန်ထောင်းပြီးထောင်းပြတယ်လို့ရှက်စရာ နားစရာလို့မြင်လာတယ်။ကိုညံ့ပြင်းမှု ကိုအတုံးမကြမှု ကိုအာနေချက်တွေကိုလူတိုင်းကို ပေးတည်နေတယ်လို့ဖြစ်နေမှသိလာတယ်။ ဒါတွေကိုလူတိုင်းကိုလိုက်ပြောပြမနေတဲ့ကြောင်းရှိမိလာတယ်။လူတချို့အတွက် ကိုအာဏာချက်တွေကိုတိထားရခြင်းကသူတို့ကိုအပေါ်နိုင်ကွက်ရထားတာဖြစ်ကြောင်းအချိန်မီနောက်ကျောကိုဒါနဲ့ထိုးဖို့အခွင့်အရေးကိုကိုယ်တိုင်ပေးထားမိတာဖြစ်ကြောင်းသိလာတဲ့အခါမှာတချို့အာဏာချက်တွေကိုပြောပြထားမိပြီးသားဖြစ်နေပြီ။ကျွန်တော်ကိုယ်တိုင်ပြောပြလိုက်တဲ့ကျွန်တော်အာဏာချက်တွေက သူတို့ကိုကြိုအတွက်ခုထုံအဖြစ်အတုံးချခံဖြစ်သွားတာမျိုးတွေ ခက်ဆိတ်ဆိတ်ကြုံလာရတဲ့အခါကျမှ နောက်ဆိုရင်ကိုယ်တန်ရာတွေအနာတရတွေညံ့ဖျင်းမှုတွေပြောညံ့မှုတွေဟာကွက်တွေကိုအားနဲ့ချက်တွေကိုဘယ်သူကမှ ပြောမပြတော့ဘူးဆိုတဲ့အတိတ်တခုရလိုက်တယ်။အရှုံးတွေကအမျက်လိုပဲခံယူဖြစ်ပါတယ်။နောက်တော့ကျွန်တော်မှဘာပြဿနာပဲချုပ်ချုပ်ဘာအခက်အခဲပဲရင်ဆိုင်ရရင်ဆိုင်ရဘယ်သူကမှ ပြောမပြဖြစ်တော့ဘူး။ဘယ်သူခယူနာတတ်မှုကိုမှ မခံယူဖြစ်တော့ဘူး။ ဘသူကယူဆိုင်မှုကိုမှမရယူလို့တော့ဘူးကို့အားနဲ့ချက်ကို ကိုယ်တိုင်ပဲမြင်အောင်ကြည့်တယ်ကို့အရှုံးကိုကိုယ်တိုင်လက်ခံတယ်ကို့အားနဲ့ချက်ကိုကိုယ်တိုင်ပြန်သုံးသပ်ပြီးနောက်တစ်ချိန်ဒီလိုအားနဲ့ချက်တွေထပ်ဖြစ်မလာအောင်ပြုပြင်တယ်ကို့စိတ်သက်သာရရဖို့ကိုယ်တိုင်ပဲကြိုးစားတယ်စာဖတ်တယ်တစ်ချိန်နောက်ထောင်တယ်တရားနာယူတယ်စိတ်ကိုကြည်လင်အောင်ကြိုးစားတယ်ကိုကိုကိုအဲ့ဒီလိုပြုပြင်ကြည့်လိုက်တဲ့အခါတချို့အတိတ်ကအဖြစ်ပြက်တွေဟာ အမှန်တကယ်မှ ဖြစ်ပျက်ခဲ့ရလားလို့ပြန်တွေးယူရလောက်အောင်ကိုစိတ်အဆင်ပြေသွားတယ်အချို့ကိုနာကျင်ခဲ့ရတဲ့ကိုခံစားခဲ့ရတဲ့အချိန်တွေအဖြစ်အပျက်တွေကအုံနောက်ရဲ့အကန့်တည်တည်လေးတစ်ခုထဲမှာမှတ်ဉာဏ်ဖြစ်လောက်တာကျင်ရစ်ခဲ့ပြီးတကယ်ဟုတ်မဟုတ်ဆိုတာတော့မရေရာတော့ဘူးအချိန်ကကုစားပေးသွားတာလည်းပါနိုင်တယ်ဒါကြောင့်တိလာရတဲ့အသည့်တစ်ခုကကိုကိုကိုပုံမြင်တဲ့ကမြောက်လို့အဖြစ်မခံဖို့ပါပဲကိုရဲ့မင်းကျက်မှု အားနေချက်တွေကဘသူအတွက်မှနင့်တက်စရာလက်ကတိအဖြစ်မခံတော့တလို့ဘသူအတွက်မှ လောင်ပြောင်စရာရေစရာဟာတာတစ်ခုအဖြစ်ပျော်တော်ဆက်လုပ်ပြီးဖို့မဟုတ်ဘူးဆိုတာသိလာတယ်။ကိုတန်ရာကိုကိုတိုင်းတိတ်တိတ်ကလေးပဲကုသရမယ်။ကိုအားနေချက်ကို ကိုတိုင်းပဲတိတ်တိတ်ကလေးပြန်သုံးသက်ရမယ်။ ကိုယ်လိုအပ်ချက်အတွက်နောက်တစ်ချိန်ဆိုတာမျိုးမရှိအောင်ကြိုးစားနေထိုင်ရမယ်ဆိုတဲ့ဒီအတိတ်တရားတွေက အချိန်နဲ့အတွေ့အကြုံကပေးလိုက်တဲ့ရွှေထက်အဖို့တန်တဲ့အတိတ်တရားတွေဖြစ်တယ်။ဒါကြောင့်ဒီအတိတ်တရားတစ်ခုကြောင့်မဏိကငါထက်ပူတာခေရပြန်ပါတယ်။ပိုင်းတုံးကိုဆက်လက်ဆောင်မျိုးနှาศင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။